Hello hello. This is DJ Mo. Welcome to my channel. အလုံးမင်္ဂလာပါ DJ Mo ပါ. Today we are going to learn about future tanks. Do you know future tanks? ဒီနေ့ DJ တို့လေ့လာရမယ့်အကြောင်းအရာလေးက future tank နဲ့ပတ်သက်တဲ့ဒါသင်ခန်းစာလေးတွေဖြစ်တယ်. Future tank ဆိုတာရောဘာဆိုတာမင်းတို့သိကြလား? ဟုတ်ပြီဒါဆိုရင်ဒီချေတို့ဒီ channel လေးမှာဆိုရင်ဒီချေက grade 8 english အာပြီးရင်နောက်တစ်ခုကကြတော့ grade 5နဲ့ပတ်သက်တာတွေပြီးလို့ရှိရင် english စာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ grammar တွေကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ် okay ဆိုတော့က future tense ဆိုတာဘာလဲဆိုလို့ရှိရင်သူကိုအလွယ်မှတ်လို့ရှိရင်ဒါက web plus 1ဆိုပြီးတော့မှတ်ပေးပါသူကတော့ futures ဖြစ်တဲ့အတွက် futures mean ဒါက အနာဂတ်ပေါ့နော်အနာဂတ်ကာလကိုဒါကဆိုလိုချင်တာဖြစ်တယ်အဲ့တော့ future tense ကိုကျေရိုး sentence ရေးရမယ်ဆိုလို့ရှိရင် web plus b1 ဆိုပြီးတော့အရင်မှတ်ထားပေးပါအရှိတင်ကန်းစာတွေမှာလည်းဒီချေအလွယ်မှတ်ခိုင်းထားတာရှိပါတယ် present simple အ simple present ပေါ့နော် simple present simple past tense မှာလည်းဒါအလွယ်မှတ်လို့ရပါတယ်နော်အဲ့တော့ခုကဒီချေရို future tense ဆိုတော့ future tense ကိုဒီချေရိုးဘယ်နေရာတွေမှာသုံးပါလဲ so we use where to say what we think guess or know where happen in the future we often use i think and i hope with where ကျတော့ဒီ where ကိုအဲကိုတွေးတဲ့ဘာကိုတွေးနေလဲเนาะဘာကိုခံမှန်းမှာလဲဒါမှမဟုတ်ဘာကိုသိတာလဲ will happen in the future ပေါ့เนาะအနာဂတ်မှာကျေရိုတွေဘာကိုတွေးလဲဘာကိုခံမှန်းလဲအဲပြီးလို့ရှိရင်ဘာကိုသိလဲဆိုတဲ့အကြောင်းအရာတွေကိုပြောချင်တဲ့အခါမှာ where ကိုသုံးပါမယ် we often use i think ကျေရို i think or i hope with where the i think no i hope တို့နဲ့လဲဒါက where ကိုအဲအတူတူတွဲပြီးတော့သုံးကြပါတယ်เนาะ for example i think she will she will help you เนาะငါထင်တယ်ငါထင်တော့သူမမင်းကိုကူညီလိမ့်မယ် i hope our team will win အာငါငါတို့ရဲ့အသင်းအောင်မယ်အောင်မြင်မယ်လို့ငါမျှော်လင့်ပါတယ် ဟုတ်ပြီနော်ဒါမျိုးတုံးတဲ့အခါမှာဝဲကိုတုံးမယ်ဒါကအနာဂတ်အတွက်ကိုက gas လောက်တာဖြစ်တဲ့အတွက်နော်နောက်ခု why we decide to do something at the moment we decide to do it အဲအဲ့ဒါကတော့အခု moment မှာအခုချိန်မှာဖြစ်ပျက်တဲ့အကြောင်းအရာတစ်ခုအတွက်တုံးမယ်မယ်ခြေတော့ present continuous ကိုမတုံးမနဲ့ where ကိုတုံးပါမယ်အဘလို့လဲဆိုတော့အခုလက်ရှိတန်းပြီးတော့ဆုံးဖြတ်ချက်ချလိုက်တာမျိုးပေါ့နော်တခုခုလုပ်ဖို့ဆုံးဖြတ်ချက်ချလိုက်တာမျိုးမှာဆိုလို့ရှိရင် well ကိုတုံးပါတယ် for example oh that's the phone i will answer it เนาะအာဖုံးမယ်ဖုံးလာနေတဲ့စာတီးပြေပေါ့เนาะငါအဲ့ဒါကိုဖြေလိုက်မယ်ငါဖုံးကင်လိုက်မယ်ပေါ့เนาะပြီးရင်နောက်ခုက I will wait here ပေါ့เนาะ Okay နောက်ခုကြည့်အောင် future step မှာဆိုလို့ရှိရင် Jero က will ကို I will you they he she it အကုန်လုံးနဲ့ subject pronoun အကုန်လုံးနဲ့ positive ပုံစံတွဲပြီးတော့သုံးလို့ရပါတယ်။ Uh for example, I will go to school tomorrow ငါမနေ့ပြန်အကြောင်းကိုသွားလိမ့်မယ်။ We will visit our friend's house next week ။နောက်တစ်ပတ်မှာငါတို့တွေငါတို့တငယ်ချင်းအိမ်ကိုသွားလိမ့်မယ်။သွားလဲလိမ့်မယ်ပေါ့နော်။မြန်မာလိုရောတော့လိမ့်မယ်လိမ့်မယ်တွေတော့မထည့်ဘူးပေါ့နော်။ဒါမဲ့ဒါကပို့ပြီးတော့ future stand ကိုပို့ပြီးတော့ကျင်းသေးသွားအောင်ဒါလိမ့်မယ်ဆိုတော့ဘာသာပြန်ပြီးတာပါ။ပြီးရင် you will eat chicken curry tomorrow ။အာမင်းကမနေ့ပြန်အာတသားဟင်းစားလိမ့်မယ်။ they were drink milk through Nuanu Taulime. He will listen to music through the Chinatown Lime. She will play with her friends ူမကသူမရဲ့တငယ်ချင်းတွေနဲ့အတူကစားလိမ့်မယ် it will play with toys เนาะအဲ့ဒါကထိုအရာကအထိုအရာဆိုတာဥပမာကြောင်လေးတွေခွေးလေးတွေလည်းဖြစ်နိုင်တယ် it may be dog or cat it will play with toys เนาะဒီ toys လေးတွေကစားစရာအယုတ်ကလေးတွေနဲ့ကစားလိမ့်မယ်ပေါ့เนาะပြီးရင်ဒီမှာတကယ်တော့ will be သုံးတဲ့အသုံးလုံးလည်းရှိပါသေးတယ်အဲ့ဒါကအဲ့ adjective တင်တဲ့အခါကျရင်မှာထည့်ပြောပေးမယ်เนาะ ။ Okay နောက်တစ်ခုက future step မှာ IOU the he she it နဲ့ negative ပုံစံကတော့ခြေတော့အာ well not ကိုသုံးပါတယ်။ well not ဆိုပေမဲ့သူက short form ဖြစ်တယ်အများလို့လို့သုံးတာက short form နဲ့ပဲအများဆုံးသုံးလေးရှိတယ်။ won't ပေါ့နော်။ won't အဲ့တော့ I won't go to school tomorrow ငါမနေ့ပြန်ကြအောင်မသွားဘူး။သွားလိမ့်မှာမဟုတ်ဘူး။ဒါရဲ့ဘာသာပြန်ရင်ပေါ့နော်ပေါ့နော်။ဒါပေမဲ့ဒီမှာသွားမှာမဟုတ်ဘူး။ we won't visit our friend's house next week ငါတို့မနေ့နောက်တစ်ပတ်ကြာလို့ရှိရင်တကယ်ချင်းအိမ်ကိုသွားလိမ့်မှာမဟုတ်ဘူး။ you won't eat chicken curry tomorrow အဲအရှိကဟာကိုပဲခြေက က negative လောက်ပေးထားတယ်နော်အဲမနေ့ပြန်ကြသူတို့စက်တာဟင်းစားမှာမဟုတ်ဘူးအဲတင်အမင်းစက်တာဟင်းစားမှာမဟုတ်ဘူးပေါ့နော် they won't drink milk သူတို့နွားနို့တောက်မှာမဟုတ်ဘူး he won't listen to music သူတချင်နာထောက်မှာမဟုတ်ဘူး she won't play with her friends သူမကသူမတငယ်ချင်းတွေနဲ့အတူကစားလေးမှာမဟုတ်ဘူး it won't play with toys တို့ရကဒီကစားစရာအယုတ်ကလေးနဲ့တူကစားလေးမှာမဟုတ်ဘူးစသည်ဖြင့် won't play but one ပုံစံနဲ့ပဲသုံးပါမယ်ပြီးရင်နောက်ခုက will not လည်းသုံးလို့ရပါသေးရဲ့နော် okay နောက်ခုကြည့်အောင်

ောက်တစ်ခုကတော့ Chero Future Step မှာ NVD Hishit နဲ့အတွက်ပေါ့နော် question ကိုဒီဒီလိုပုံစံလေးသုံးမယ်အဲ Chero အရှိမလည်းပြောခဲ့ပြီးသွားပြီအာ I am you I am uh, you are we are uh, they are she it it is uh, he is စသည်ဖြစ်ဆိုရင် Chero ပြောင်းမယ်ပြန်နေမလား pronoun တွေဒီ back to video အရှိကိုထုတ်တယ် question လောက်ရင်အဲ့လိုပဲဒီမှာလည်းအဲ့လိုပဲ Chero ကအာပုံမှန်ပြောရင် I were you were he were they were it were အဲစသည်ဖြစ်ပြောရမလားအဲ့ဒါဆိုရင် were ကိုအရှိကိုထုတ်လိုက်လို့ရှင်ဒါ question ရှင်ဖြစ်ပါတယ်။ Okay so for example when I go to school tomorrow when I go to school tomorrow အဲ့တော့ကျတော့ဟာဒီမေးခွန်းမေးတဲ့အခါမှာသူရဲ့ဒီအတန်ဒီအတန်ထိုင် intonation တွေကအတန်အနှိမ့်အမြင့်အတက်ကြလေးလိုတယ်နော်။အဲ့ when I go to school tomorrow don't say like this เนาะအဲ့လိုမျိုးမပြောပါနဲ့ when i go to school tomorrow like this ပေါ့เนาะဒါမျိုးလေးပြောပါမယ်အာငါမနေ့ပြန်ကြောင်းသွားမှာလား where we visit our friend's house next week ငါတို့တွေနောက်တစ်ပတ်မှာတငယ်ချင်းအိမ်ကိုအလဲသွားမှာလား ဒါရက်ဘာသာပြန်ရင်ခုနရှိမှပြောသလိုလဲသွားလိမ့်မှာလားပေါ့နော်အဲ where you eat chicken uh chicken curry tomorrow မင်းနဲ့ပြန်ကြရင်ကြတဲ့ဟင်းစားမှာလား where they drink milk သူတို့နွားနို့တောက်မှာလားပေါ့နော် where he listen to music သူတချင်နာထောက်မှာလား where she play with her friends သူတို့သူမသူမတငယ်ချင်းနေနေတူကစားမှာလား where it play with toys အဲကစားစရာတွေနဲ့တူအဲအရာကကစားမှာလား โอเคဒါဆိုရင် warrant မြည်တဲ့ question တွေကိုကျေတော့ short answer တွေဖြည့်တဲ့အခါမှာဒီလိုပုံစံနဲ့ပြန်ဖြည့်ပေးပါ when go to school tomorrow yes i wear or that yes you were ဒါကိုကိုပြန်မိတာဖြစ်တဲ့အတွက်ဒါတစ်ဖက်သူကအာကိုကိုပြောမယ်ဆိုရင် mean လို့ပြောမှာပေါ့ mean ဟုတ်တယ်မသွားဘူးသွားမယ်စသည်ဖြစ်ပေါ့နော်တကယ်လို့ကိုကိုမေးပြီးတော့ကိုပါကိုပြန်ဖြေရင်တော့ yes i were yes uh, no i no no i won't ပေါ့နော်ဒါမျိုးလေးဖြေပါမယ် ်နောက်တစ်ခုက where we visit our friends house uh, next week အဲအမှလည်းအတိုင်းပဲကိုကိုပြန်ပြင်တော့ဒီမှာ we နဲ့ပြန်ပြင်မယ်တကယ်လို့အာတစ်ဖက်သူကပြင်မယ်ဆိုရင် you နဲ့ပြန်ပြင်ပါနော်နောက်ခု where you eat chicken curry tomorrow အဲမင်းလို့ပြောတာဖြစ်တဲ့အတွက်တစ်ဖက်သူကပြန်ပြင်မယ်ဆိုရင် i နဲ့ပြန်ပြင်မှာပေါ့ yes i will or no i won't where they drink milk yes they will no they don't where he listen to music yes he will or no he won't where she play with the heart with her friends yes she will no she won't and where did play with toys? Yes, it will. No, it won't. Like this. But not that merely PP bar. ဒါဆိုရင်အရှိမတင်ခဲ့တဲ့နော်အရှိဗီဒီယိုတွေမှာခြေပြောက်ခဲ့တဲ့ simple present simple president မှာလို့ပဲသူ့မှာ time expression တိတာစီတဲ့ time expression တွေရှိပါတယ်။အာတကယ်ဒီ test နေအကုန်အယောအကုန်သင်ပြီးသွားပြီဆိုလို့ရှိရင်အကုန်သင်ပြီးတယ်ဆိုတာ basic level အတွက်သင်ပြီးရပြောတာနော်။ basic အတွက်သင်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီအကုန်အယောရဲ့အဲဒီအဲသင်ခန်းစာအကုန်လုံးကိုပေါင်းပြီးတော့လေ့ကျင့်ခန်းတွေပေးပါမယ်။အဲ့တော့လေ့ကျင့်ခန်းတွေပေးတဲ့အခါကျတော့ကိုကဒီရှေ့ရသင်ခဲ့တဲ့သင်ခန်းစာတွေကိုကနားလည်နေမှာဖြေလို့ရမယ်။ပြီးရင် time expression တွေ ည်နေမှရမယ်အဲ့လိုအရောအခြေအနေမျိုးမှာဆိုရင်ဒီ time expression တွေကအရေးကြီးပါတယ်เนาะအဲ့တော့ဘယ်စာကြောင်းဒီဘယ် tense ကိုပြောတာလဲဆိုတာကို time expression ကြည့်ပြီးတော့တကယ်လို့အာဖြေရပါမယ်တချို့စကားလုံးတွေကြာ time တချို့ sentence တွေကြတော့ time expression မပါပေမဲ့ဒီအခုလုံနေတယ်ဆိုတာသိတာစီတယ်အနာဂတ်ကိုပြောတာဆိုတာသိတာစီတယ်ဥမာအတိတ်ကိုပြောတာသိတာစီတယ်လက်ရှိအခြေအနေကိုပြောတာဆိုတာသိတာစီတယ်ဆိုတဲ့ဟာမျိုးတွေကြာရင်เนาะ time expression တွေမပါပါဘူးเนาะအဲ့တော့အခု time expression ကတော့ we offering you this time expression when we talk about the future futures အနာဂတ်အတွက်တကယ်လို့သုံးတဲ့အခါမှာ ပြောတဲ့အခါမှာဆိုရင်ဒီလို time expression လေးသုံးပါ for okay အားရရပါလေဆိုလို့ရှိရင် tomorrow next week မန္တမမို့လို့ရှိရင် next sunday next month next year ပေါ့နော်အ in two days uh in two days uh in two weeks uh uh in, in two months in two years ပြန် the day after tomorrow the day after tomorrow or uh songs ပေါ့နော်မကြခင်ပေါ့နော်အဲစသည်ဖြင့်အဲသုံးလို့ရပါတယ် future အတွက် basic ကတော့ဒီလောက်ပဲဖြစ်တဲ့အတွက် channel 2ဒါ future stand ရဲ့သင်ခန်းစာတွေကိုလောက်ကြည့်ကြမလား let's do exercise for future tanks exercise 1 complete the following sentences using where and the best in the parentheses အဲ့တော့ဒီကွင်းစာကော်ပီထဲမှာပေးထားတဲ့ buff တွေကိုဒီ where နဲ့အတူတူတုံးကြည့်တုံးပြီးတော့ sentence တွေကိုဒါကကွက်လက်ဖြစ်ပေးရမယ်ပေါ့နော်အဲ့တော့ it's very easy ပါ if you study hard mean တကယ်လို့ခက်ခက်ခက်ခဲစူးစမ်းမယ်စာအုပ်တရားလေးလုပ်မယ်ပေါ့နော် sorry အဲတော့စာအုပ်တရားလေးလုပ်မယ်ဆိုလို့ရှိရင် you uh, were pass the exam ပေါ့နော် mean စာမေးဝယ်အောင်လေးမယ်ပြီး i blank you an email with the details ပေါ့နော်ပြီးလို့ရှိရင်အတိတ်ကြကြနဲ့မင်း email ကိုအာဒီမင်းစီကို email တစောင်းပါလုံးပါလေပေါ့เนาะပြီးတော့ they blank to the meeting if it rains မိုးရွာခဲ့လျင် meeting ကိုငါအဲသူတို့ဘာဖြစ်မလဲပေါ့เนาะပြီးရင် we blank to paris next summer နောက်နေရာတည်ကြလို့ရှိရင်ငါတို့တွေ paris ကိုဘာလုံးပါလေပေါ့เนาะ okay now next blank she finished the report fine tomorrow အမ်နောက်ပြန်မှာဒီ report ကိုဒီဘာလုပ်မှာလဲပေါ့เนาะသူကသူမကဘာလုပ်လိမ့်မှာလဲเนาะနောက်တစ်ခုကကြတော့အဲ the store blank at 9 am အဲ store က9 am မှာဘာလုပ်မှာလဲပေါ့เนาะပြီးရင် he blank apps move the furniture အဲဒီသူကငါတို့ကို ဘာလုပ်လိမ့်မှာလဲပေါ့နော် mode the furniture ဆိုတော့ဒီအပရိဘောကတွေကိုဒါကရေးလျားဖို့ပေါ့နော်ရေးလျားဖို့ဆိုတာပြောင်းရွှေ့ဖို့လို့ဒီမှာတော့ဆိုလိုချင်တာပေါ့နော်နောက်ခု I'm black some groceries on on my way home အဲဒီအိမ်သွားတဲ့လမ်းလျှောက်မှာပေါ့နော်ဒီ grocery အဲဒီကုန်စည်ဆိုင်တွေအချို့မှာငါဘာလုပ်မှာလဲပေါ့နော်ကုန်စည်ဆိုတော့ဒီမှာကုန်စည်ဆိုင်တော့မဟုတ်ကုန်စုံအဲကုန်စည်တွေကိုကုန်စည်လို့ဘာသာပြန်မှာပေါ့နော်ကုန်စည်တွေကိုငါဘာလုပ်မှာလဲနော် နောက်က the blank football on saturday saturday မှာဆိုလို့ရှိရင်သူတို့ဘောလုံးပါလုံးပါလဲ the teacher blank has homework today အဲဒီနေ့ဆရာမကငါတို့ကိုအင်္ဇာတွေပါလုံးပါလဲပေါ့နော်အဲ့ဒါသူကကြာတော့ where black but one နဲ့ဖြီမှာဖြစ်တဲ့အတွက် where ရေးပေးထားတဲ့ဒီပေးထားတာကသူကဒီ main bat တွေဖြစ်တယ် main bat base form တွေဖြစ်တယ်အဲ့ဒါတွေနဲ့တွဲပြီးတော့တုံးပေးအောင်ပဲပေါ့နော်အဲ့ဒါဆိုလို့ရှိရင် let's look at the answer now โอเคဒါဆိုရင်အဖြေတိုက်ကြည့်မယ်เนาะအဖြေအရင်အရှိဗီဒီယိုတွေမှာပြောသလိုပဲကျေတော့အဖြေကိုမကြည့်ခင်ကိုယ့်ပါကိုတခြားဖြေပါเนาะ please answer by yourself and the next please look at the answer okay so all correct မလားဒီမှာဆိုရင် where plus but 1က question တစ်ခုပဲ where ကအကြီးနဲ့ရေးမှာပေါ့เนาะကျန်တဲ့ဟာတွေကအသေးကြီးပါပဲ okay exercise 2 answer the following questions using where and short answer yes or no ပေါ့เนาะဒီမှာ yes or no ကအဲ ကိုကြိုက်တာနဲ့ဖြေလို့ရပါတယ်ဒီအရာတွေကအဲတိတိကျကျအမေတွေအဖေတွေဦးလေးတွေအတော်တွေအကိုတွေကိုဒါတကယ်ပြောထားတာမဟုတ်ပါဘူးယူတွေသေးတွေရှိတွေဟီတွေဝေတွေနဲ့ပဲပြောထားဖြစ်တဲ့အတွက်ကိုကြိုက်တယ်လို့ဖြေနိုင်ပါတယ်နော်အဲ့တော့ number 1က where you go to the party mean party ကိုသွားမှာလား yes i where or no i no i won't okay ဒီမှာတော့တကယ်ဖြေရမယ့် yes or no လေးပေးထားရပေါ့เนาะနောက်ကကိုပါကိုကျန်တာဆက်ထည့်လိုက်ပေါ့เนาะအဲခုနကတော့ yes ကြိုက်တာဖြေ no ကြိုက်တာ yes or no ကြိုက်တာဖြေလို့ပြောတယ်လေဒါပေမဲ့ဒီမှာ yes no လေးတွေပေးထားဖြစ်တဲ့အတွက်အဲ့တိုင်းလေးဖြေပြပါ where they arrive or on time သူတို့ကအဲဒီအချိန်မှန်တာပြန်ရောက်လာပေါ့နော်ပြန်ရောက်မှာလားအဲနောက်ခုကကြတော့အဲ where she bring the cake သူမကိတ်မုတ်ကိုယူလာယူလာမှာလား where he remember to call အဲသူကဒီဖုန်းခေါ်ဖို့ရတတိယမှာလား where we have a test tomorrow အဲ့တော့မနေ့ပြန်ကြလို့ရှိရင် နော်တို့တွေဒီ test ရှိမှလားပေါ့နော်စသည်ဖြစ်ပေါ့အဲ့ဒါကိုဒီမှာပေးထားတဲ့ yes တွေ no တွေနဲ့အတူတူဖြည့်ပေးပါ okay now let's look at the answer okay ဆိုတော့ lesson 1 and exercise 2ရဲ့ this is a answer key for exercise 2ပါအဲ့တော့ future tense ဒီဒါ basic level ဖြစ်တဲ့အတွက်ဖြည့်ဖို့လွယ်ကူတာမလို့ဒီနေ့တော့ဒီလောက်ပါပဲ okay we stop here see you in the next video bye bye